မင်္ဂလာပါခင်ဗျာ CV4 ကနေပြန်လည်ကြိုဆိုလိုက်ပါရီ ZD4 you ပြည်သက်တွေအတွက်ဒီကနေ့တင်ဆက်ပေးခြင်းတဲ့ series လေးကတော့2023ခုနှစ်တုန်းကစတင်ထုတ်လွှင့်ခဲ့တဲ့ Silo TV series လေးပဲဖြစ်ပါရီခင်ဗျာလူသားမျိုးနွယ်ရဲ့နောက်ဆုံးကြံရှိတဲ့သူတွေကအထက်ပေါင်း144လွာရှိတဲ့ Silo ကြီးရဲ့မှာဘလို့မျိုးဖြတ်သန်းကြမလဲဆိုတာကိုအစင်းသစ်ဖြစ်ပြီးဆိုရင်တော့ Silo season 1 episode 8 recall လေးကိုစတင်လိုက်ရအောင်ပါကျွန်တော်ကတော့အစီအစဉ်ကိုတင်ဆက်ပေးမယ် CV4 ကရှင်းသူပဲဖြစ်ပါရီ ဂျူလီယာဟာသူ့ဘေပီတာကိုအကူအညီတောင်းပြီးဂလိုရီယာနဲ့စကားပြောခွင့်ရခဲ့ပါပြီ။အဲဒီနောက်မှာတော့ဂျူလီယာကဂျက်ဆန်စီကရခဲ့တဲ့စွန်စားကန်းဆောင်းကိုပြလိုက်တဲ့အခါမှာဂလိုရီယာကအကုန်လုံးကိုပြန်သတိရသွားပြီးဆိုင်လိုမှာအညီမသိအဖွဲစည်းတစ်ခုရှိတဲ့အကြောင်းနဲ့အဲ့ဒီအဖွဲရဲ့ရုံမှမှုတွေကိုတီးသွားခဲ့ပါပြီ။ဒါ့အပြင်ဂလိုရီယာကိုအခန်းပြန်ဖို့ရင်မှန်တော့မှစောင့်ကြည့်ကင်မရာတွေတထားတွေဆိုတော့ကိုပါရိတ်မိသွားခဲ့ပါပြီ။ဂလိုရီယာကလည်းဟိုစတန်အပြင်မထွက်ခင်သူ့စီရောက်လာပြီးတော့ လေဝင်ပေါက်ကိုပြင်ခဲ့တဲ့အကြောင်းပြောလိုက်တာကြောင့်ဂျူလီယက်ကလည်းမှန်အဝတ်နဲ့အုပ်ပြီးတော့လေဝင်ပေါက်ကိုဖြန့်ကြည့်တဲ့အခါမှာတော့သူရှာဖွေနေခဲ့တဲ့ hard drive ကိုတွေ့သွားခဲ့ပါတယ်။စောင့်ကြည့်ရဲ့အခန်းထဲမှာလည်းဂျူလီယက်ကမှန်ကိုအုပ်ထားတဲ့အတွက်ဘာမှမမြင်ရတော့ကြောင်းမလို့စီးနင်းတသားတွေလွတ်လိုက်ကြပါတယ်။စီးနင်းဘွဲကဂလိုရီယာရဲ့အခန်းကိုရောက်တဲ့အခါမှာတော့ဂျူလီယက်ကိုမတွေ့ရတော့ဘဲနဲ့ဂလိုရီယာတယောက်ကိုသာတွေ့ခဲ့ရပါတယ်။နောက်တစ်ခါမှာတော့ငယ်ဘွားကဂျူလီယက်နဲ့သူ့ရဲ့အမေဟန်နာနီကိုတို့က လေရောထဲမှာလှုပ်ဝက်လေးလေးမှုတစ်ခုကိုလုံနေကြပါရီအဲဒီနောက်တော့အိမ်ပြန်လာတဲ့လမ်းမှာဂျူလီယက်ကဟန်နာနီကိုလေးလာတဲ့တစ်တာလေးကိုဖွင့်ကြည့်တဲ့အခါမှာယုံလေးတစ်ကောင်တွေ့ရကြောင်းမလို့အန်အော်ပျော်ရွှင်သွားပါရီဒါမဲ့ဟန်နာနီကိုကအလာမွေးမှုမဟုတ်ဘဲနဲ့ယုံလေးကဂျူလီယက်ရဲ့မောင်လေးလိုမျိုးယောဂါရှိနေရကြောင်းကျမ်းမောင်ကူပေးမလို့ဆိုပြီးတော့ပြောလိုက်ပါရီနောက်တစ်ခါမှာတော့စီနီအဖွဲ့တွေကဂလိုရီယာရဲ့အခန်းမှာဂျူလီယက်ကိုရှာမတွေ့ရကြောင်းဆေးရုံတစ်ခုလုံးကိုရှာရင်းနဲ့မွေးကင်းစခလေးတွေထားတဲ့ခန်းစီကိုရောက်လာခဲ့ပါရီ ဂျူလီယက်ကလည်းကလေးထားတဲ့အခန်းရဲ့သူ့ဘေပီတာရဲ့ဇပွဲနောက်မှာပုံနေပါလိ။အဲဒီအချိန်စီနီယာအဖွဲ့တွေကအမျိုးသမီးတယောက်ကကလေးတွေကိုလမ်းအောင်မလုပ်သင့်ဘူးလို့ပြောတာ။နောက်တနေရာကိုသွားရှာဖို့အတွက်ထွက်သွားကြပါလိ။တပတ်မှလည်းဂလိုရီယာစီကိုဆင်းကရောက်လာပြီးဆိုင်းလိုတစ်ခုလုံးအန်နီယေဒိုရဲရောက်နေပြီမလို့သူနဲ့ပူးပေါင်းကူညီပေးဖို့အတွက်ပြောလိုက်ပါလိ။ပြီးတော့မှဂလိုရီယာကသူတို့ကလေးရဖို့အကြံပေးခဲ့တဲ့ဂျေစုကိုထောက်ထားလို့ကူညီပေးရင်းနဲ့တန်ရှင်းလို့ဖို့မလွတ်ပဲဆေးဥမအေးဆေးနေရမယ်လို့ပြောလိုက်ပါရီ ဂလိုရီယာကလည်းဘာမှမတက်နိုင်တော့တဲ့အတွက်ဟူစတန်ဖွာထားခဲ့တဲ့လေဝင်ပေါက်ထဲက hard drive ကိုဂျူလီယာယူသွားတယ်လို့ပြောလိုက်ပါရီဆင်းကလည်းသူသိချင်တာရသွားတော့မှသူနာပြုကိုခေါ်ပြီးတော့ဂလိုရီယာအတွက်အကောင်းဆုံးစီးရင်နဲ့စောင့်ရှောက်ဖို့မှာလိုက်ပါရီအဲဒီနောက်မှာတော့သူ့ရဲ့လက်ထောက်စီးနေတဲ့တသားရင်နဲ့တွေ့ကဂျူလီယာစီမှာအန်နီရဲ့အကြီးဆုံးအမွေနဲ့ပစ္စည်းရှိနေတဲ့အတွက်တွေ့အောင်ရှာဖို့အမိန်ပေးကပြန်ထွက်သွားခဲ့ပါရီတပတ်မှလည်းဂျူလီယာကပီတာရဲ့ရုံးငန်းထဲကကွန်ပျူတာမှာ hard drive ကိုဖွင့်ကြည့်ဖို့လုပ်ပေမဲ့ခွင့်ပြုချက်မရှိတဲ့အတွက်မရဘဲဖြစ်နေခဲ့ပါရီဒါကြောင့်ဂျူလီယက်ကလည်းစိတ်ညစ်ညစ်နဲ့ ငယ်ဘွားကသူ့မိဟန်နာနီကိုရုံးနှစ်ယောက်ယုံလေးကိုရင်ခွဲဆန်းသက်ခဲ့ရာတွေကိုပြန်တွေးမိသွားခဲ့ပါရီဟန်နာနီကိုကသူကိုယ်ရင်လှူထားတဲ့မှန်မလုံးနဲ့ယုံရဲ့ရင်ကိုခွဲပြီးတော့နှလုံးကအနာကိုဆေးကုသဖို့ဂျူလီယက်ကိုကူညီရင်းလေးလာခိုင်းလိုက်ပါရီပြီးတော့မှဆန်းသက်မှုအောင်မြင်ခဲ့ရင်ဂျူလီယက်ရဲ့မောင်လေးလိုဘသူမှအတန်မဆုံးရှုံးနိုင်တော့ဘူးလို့ပြောလိုက်ပါရီဂျူလီယက်ကလည်းအတိတ်ကိုပြန်တွေးနေဆေးကန်းထဲမှာနေအိပ်ပျော်သွားပြီးမနေ့ရောက်တဲ့အခါမှာတော့ပေါ်ပစ်လင်ကစကားပြောစက်ကအေးပေါ်လမ်းခေါ်မှနိုးသွားပါရီဒါကြောင့်ဂျူလီယက်ကလည်းယက်စကန်စီကိုအမြန်ပြန်လာခဲ့ပါရီ ရဲစခန်းရောက်တဲ့အခါမှာတော့တရားရေးဌာနစီးနင်းအဖွဲ့တွေကရဲစခန်းတစ်ခုလုံးကိုတရားမွေးအမွေနှစ်ရှာဖွေရေးဆိုတဲ့ခေါင်းစဉ်တွေစိတ်ရှိတိုင်းမွေးနောက်ဖြက်စီးနေပါတော့လေပရင်းညင်ကိုအသေးစိတ်အလို့ရနေတဲ့ပေါ်ပေလင်ကလည်းဥပဒေဆိုင်ရာအဆင့်ကိုကြော်ပြီးလုံနေရလို့တတိပေးစကားပြောခဲ့ပေမဲ့စီးနင်းအဖွဲ့သားတွေကတော့နေရာလက်မကျန်ရှာဖွေဖြက်စီးနေပါ ರೀ စီးနင်းရှာဖွေရေးနဲ့ပတ်သက်ပြီးတော့ငွေတွေက trauma ရခဲ့တဲ့ဂျူလီယက်ကလည်းစီးနင်းအဖွဲ့သားတွေကိုကြည့်ရင်အတိတ်ကိုပြန်တွေးမိသွားပါ ರೀ သူတို့အိတ်ခမ်းလေးကိုစီးနေအဖွဲတွေဝင်းမွေတော့ငါဂျူလီယက်ဟာငယ်လေးနဲ့တကားပေါက်ကနေပြီးတော့ချောင်းကြီးကကြောက်လန့်နေခဲ့တာပါပီတာနဲ့ဟန်နာနီကိုရိုကလည်းအိတ်ခမ်းထဲမှာစကားများနေကြပါပြီပီတာကစီးနေသမားတွေကြောင့်ကလေးလမ်းမှာဆိုလို့လိုချင်တာကိုထုတ်ပေးလိုက်ဖို့အတွက်ဟန်နာနီကိုပြောနေပါပြီဟန်နာနီကလည်းသူမှန်မလူတီထွင်ထားတာကိုဂျူလီယက်နဲ့ပီတာပဲသိခဲ့တဲ့အတွက်ပီတာသစ္စာဖောက်ပြီးတော့တရားရေးအဖွဲ့ကိုတရင်ပို့တယ်လို့အထင်လွဲနေပါပြီ ဒါကြောင့်ပြည်တော်တစ္ဆဘောက်ဆိုပြီးတော့ဆွဆွဲကတရားရဲ့အဖွဲ့ကဇီးနင်းသူတွေတအိမ်လုံးမဖြည့်စည်းခင်သူ့ရဲ့မှန်မလူကိုထုတ်ပေးလိုက်ပါရီနေ့စဉ်အိမ်သုံးပစ္စည်းတွေကိုတစစီဖြုတ်တက်လုပေးလိုက်တဲ့အခါမိုက်ခရိုစကုပ်မှန်မလူတစ်ခုဖြတ်သွားပါရီဇီးနင်းသူခေါင်းဆောင်ကလည်းတူးနဲ့ရိုက်ချိုးဖြည့်စည်းပစ်ကရုံဘာထုတ်ပေးဖို့ပြောလိုက်ပါရီဟန်နာနီကိုကလည်းရုံတည်သွားတဲ့အတွက်ချက်စားလိုက်ပြီလို့ပြောလိုက်ပါရီစင်းနေသူတွေပြန်ထွက်သွားတဲ့အခါမှာတော့ဟန်နာနီကိုကလေသူ့ရဲ့အိမ်မက်တွေဖျက်ဆီးခံရရတဲ့အတွက်စိတ်ထိခိုက်ပြီးတော့ ပီတာကိုစိတ်နာကအခန်းထဲဝင်သွားခဲ့ပါ ರೀ ဟန်နာနီကိုလိုပဲပီတာကိုအထင်လွဲနေတဲ့ဂျူလီယက်ကလည်းပျက်စီးသွားတယ်ကိုပြန်သိမ့်နေတော့ပီတာကသူ့သိမ့်လိုက်မယ်လို့ပြောတာကြောင့်ပီတာကိုစကားမပြောဘဲအခန်းထဲဝင်သွားပါ ರೀ အတိတ်ကိုပြန်တွေးနေငေးကြောင်နေတဲ့ဂျူလီယက်ကိုစီးနင်းခေါင်းဆောင်ကအိတ်ကိုပါရှာဖွေခွင့်တောင်းလိုက်ပါ ರೀ ဂျူလီယက်ကလည်းပြစ်ဆုပ်ပန်းစီပြန်ရောက်လာပြီးတော့ဒေါ်လာထွက်ကသူ့ရဲ့အိတ်ကိုဇွဲပေါ်ကိုတုံးချကဆဲဆူလိုက်ပါ ರೀ ဘာမှရှာမတွေ့တဲ့စီးနင်းသူတွေကလည်းရဲစခန်းကနေပြန်ထွက်သွားကြပါ ರೀ အဲ့တော့မှပေါ်ပေလင်ကလေဘာမှနားမလဲအတွက်တရားသူကြီးမဲစတိုးကဘာကြောင့်အမိထုတ်ရတာလဲဆိုပြီးတော့ဂျူလီယက်ကိုမေးလိုက်ပါ ರೀ ဂျူလီယက်ကလေမနေ့ကမဲစိုးနဲ့တွားတွေ့ရုံကတခုခုကြောက်လန့်နေတဲ့မဲစိုးရဲ့အမူအရာတွေကြောင့်မဲစိုးအမိတ်မဖြစ်နိုင်ဘူးလို့ပြောလိုက်ပါ ರೀ ။ပြီးတော့မှဆင်းမြဲလက်ချက်ဖြစ်နိုင်ကြောင်းပြောကာသူရောက်ကလေးကဆင်းရသူ့ကိုမကျေနပ်တဲ့အတွက်ပုံကူရေးတိုက်ခိုက်မှုတွေလုပ်နေရပြီလို့ပေါ်ပေလင်ကိုထပ်ပြီးတော့ပြောလိုက်ပါ ರೀ ။နောက်တော့စင်းနေအဖွဲ့တွေရှာဖွေနေတုန်းကပေါ်ပေလင်ပြောတဲ့ဥပဒေနဲ့မညီရှာဖွေမှုဆိုတာတတိယသွားပြီးတော့ ော်ဘီလင်ကိုခေါ်ပြီးတရားရဌာနစီကိုထွက်လာခဲ့ပါတယ်။ဈေးမြေရုံးငန်းထဲမှာတော့စီးနင်းခေါင်းဆောင်တွေတင်းလာတဲ့ပစ္စည်းတွေဟာ hard drive မဟုတ်တဲ့အတွက်ခေါင်းဆောင်စုဆဲနေပါတယ်။အဲဒီအချိန်ဂျူလီယက်နဲ့ပေါ်ဘီလင်တို့ရောက်လာပြီးတော့ဂျူလီယက်ကဥပဒေနဲ့မညီတဲ့လောက်ရက်ကိုကျူးလွန်တဲ့စင်းမြေတပည့်တွေအတွက်တာဝန်ရှိတဲ့စင်းကိုတာဝန်ခံပေးဖို့အတွက်လာဖမ်းနေကြအောင်ပြောလိုက်ပါတယ်။ဂျင်းကလေးရှာပွေးအမေကမဲဆိုးထုတ်တာမလို့သူနဲ့မဆိုင်တဲ့အကြောင်းကြီးမိမိဂျူလီယက်ကဥပဒေပုံမှားပြီးပေါ်ဘလင်ကိုရုတ်ပြခိုင်းပြီးတော့ဆင်းကိုဖမ်းလိုက်ပါရီ စင်းကလည်းပေါ်ပေလင်ကိုလက်ထောက်ရဲရရှိတာဝန်ကသူ့ပေးခဲ့တာကြောင့်သူ့ကိုပြန်ဖမ်းမှာလာလို့ချင်းချောက်ပေမယ့်ပေါ်ပေလင်ကတော့သူကလက်ထောက်ဖြစ်လို့ရဲမှုခိုင်းတာကိုလုပ်ပြီးရတဲ့ကြောင့်ပြောကစင်းကိုလက်ထိတ်ခတ်ပြီးတော့ခေါ်သွားလိုက်ပါရီအကုံထွက်သွားတဲ့ခါမှာဂျူလီယက်ကလည်းစင်းမြေစပွဲအန်ဇွေးတွေကဖိုင်နယ်ကိုရှာဖွေလိုက်ပါရီအန်ဇွေးရဲ့နောက်မှာလှုပ်ဝက်အန်တစ်ခုကိုထပ်ပြီးတော့တွေးရလို့ဖွင့်ကြည့်တဲ့ခါမှာတော့တီးတန့်ဖိုင်တချို့ကိုတွေးတဲ့အတွက်ရှောက်ဖက်ကြီးနေသူ့မိဟန်နာနီကိုရဲ့ဖိုင်ကိုတွေးလိုက်ပါရီ အဲဒါကြောင့်တေချာဖက်ကြည့်ပြီးရဲ့နောက်သူ့ဖေကိုသူ့ကိုယ်တိုင်အထင်လွဲနေတဲ့အကြောင်းတည်သွားခဲ့ပါရီနောက်တစ်ခါမှာတော့ဂျူလီယက်ကပီတာရဲ့ရုံငန်းစီကိုသွားပြီးသူ့မိဘလို့တတ်သိခဲ့ရတာလေလို့မေးလိုက်ပါရီပီတာလေအတိတ်တုန်းကသူ့မိမဟန်နာနီကိုရဲ့ရှိရနေမမမမရက်တီမပေးခဲ့မိတဲ့အတွက်နောင်နာရတဲ့အကြောင်းပြောကဂျူလီယက်ရဲ့မောင်လေးတေဆုံးသွားပြီးရဲ့နောက်ဟန်နာနီကိုကလူတွေကိုသူ့သားလို့ယောဂမျိုးနဲ့မသိအောင်ကူညီဖို့စူးစမ်းခဲ့တယ်လို့ပြောပြလိုက်ပါရီပြီးတော့ဆိုင်လိုမှာတီထွေမှုမလုပ်ရဘူးဆိုတဲ့ဥပဒေကိုချိုးဖောက်ပြီးတော့ မှန်မလို့တခုကိုတီးထွင်းကစမ်းသပ်မှုတွေလုပ်ခဲ့တယ်လို့ဂျူလီယက်ကတီးပြီးသားကိစ္စတွေကိုထပ်ပြီးတော့ပြောပြနေပါတယ်။အဲဒီနောက်မှာတော့တရားရေးဌာနစီးနင်းသူတွေအင်ကိုစီးနင်းရှာဖွေပြီးမှန်မလို့ကိုဖျက်ဆီးသွားတဲ့အတွက်ဟန်နာနီကိုကလူရီကိုကူညီခြင်းနဲ့အိမ်မက်ပျက်စီးခဲ့ရပြီးတော့စိတ်တက်ကြကတက်တည်သွားခဲ့တယ်လို့ပြောပြလိုက်ပါတယ်။ပြီးတဲ့အခါမှာတော့တရားရေးဌာနကိုတရင်ပေးတာကလည်းသူမဟုတ်တဲ့အကြောင်းဂျူလီယက်ကိုရှင်းပြရင်းနဲ့ဒီနေ့ထိဟန်နာနီကိုသူမေးမရသေးတဲ့အကြောင်းပြောလိုက်ပါတယ်။ဒါပြင်ဂျူလီယက်ကိုစက်ပြင်ဌာနမှာနေခွင့်ပေးလိုက်တယ်ဆိုတာကလည်း ဂျူလီယက်ကအမေနဲ့ဝါသနာတူပြီးတီထွင်ပြင်ဆင်ခြင်းနဲ့စိတ်ရှိနေရကြောင်းဟန်နာနီကိုလိုတရားမဝင်တာတွေကိုမလုပ်မိအောင်သူယင်နနာနဲ့ခွင့်ပြုခဲ့တာဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။အဲဒီတော့မှဂျူလီယက်ကလည်းပီတာနီကိုပေါ်သူအထင်လွဲခဲ့တာတွေကိုအခုချိန်မှသိရတဲ့အကြောင်းပြောကသူမရေမှန်မလို့ကိုတရားရေးဌာနကတီးသွားတဲ့အကြောင်းရင်းကမှန်ရင်နောက်မှာကင်မရာရီနဲ့အာယုံငါစနစ်တွေတတ်ထားတာကြောင်းလို့ရှင်းပြလိုက်ပါတယ်။ပီတာလည်းအန်အောနေခြင်းဂျူလီယက်ကဆိုင်လိုတစ်ခုလုံးမှာကင်မရာနဲ့အာယုံငါစနစ်တွေတက်ပြီးတော့စောင့်ကြည့်နေကြတဲ့အတွက် သူတို့ကအကုန်သိအကုန်ကြားနေကြရတဲ့အကြောင်းပြောကာအမန်တရားကိုသူရအောင်ဖော်ထုတ်မယ်လို့ပြောလိုက်ပါရီအဲချိန်ပီတာရဲ့လက်ထောက်သူနာပြုတ်ကဝင်လာပြီးတော့ပြုတ်ပြင်ထိန်းသိမ်းဝင်နှန်းတွေကလေဝင်ပေါက်ပြန်ပြင်မှုအခန်းထဲကိုအတင်းဝင်မယ်လို့နေလို့လာပြောလိုက်ပါရီပီတာနဲ့သူနာပြုတ်တို့ကလည်းပြင်ထိန်းသူကိုမခေါ်ထားဘဲနဲ့ဘာလို့ရောက်လာလဲဆိုပြီးတော့စဉ်းစားမရဖြစ်နေကြပါရီဂျူလီယက်ကလည်းဂလိုရီယာကိုစေးကန်းထဲကိုခေါ်လာတော့ကစေးကန်းမှာစောင့်ကြည့်သူတွေမရှိဘူးဆိုပြီးတော့ပြောခဲ့တာကိုပြန်သတိရသွားပြီးပြင်ထိန်းသမားတွေကိုနောက်နေ့မှပြန်လာခဲ့ဖို့သူနာပြုတ်ကိုပြောခိုင်းလိုက်ပါရီ အဲနောက်တော့ပီတာကိုပြင်ထင်းနေလာရဲဆိုတာကစီးကမ်းမှာကင်မရာမရှိလို့လာတက်တာဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။ပြီးတော့မှမွေကင်းစားကလေးတိတ်တဲ့ပကတ်ထဲမှာသူဖတ်ထားခဲ့တဲ့ hard drive ကိုယူက hard drive ထဲမှာအမှန်တရားတွေပါနေတဲ့အတွက်ပီတာရဲ့ကွန်ပျူတာမှာဖွင့်ကြည့်ပေမဲ့ခွင့်ပြုချက်မရတာကြောင့်စက်ပြင်ကျွမ်းနဲ့ walk see ကိုပို့ရမယ်လို့ပြောလိုက်ပါတယ်။ဒါကြောင့်ဂျူလီယက်ကလည်းသူ့ဘီကို walk see ကိုညနေ6နာရီရောက်တူလာခဲ့မယ်လို့စာပို့ထားပြီးဖို့ပြောကပြန်ထွက်လာခဲ့ပါတယ်။လမ်းရောက်တဲ့အခါမှာတော့လေကားတစ်လျှောက်လုံးမှာစီးနင်းအဖွဲတွေကဖြတ်သွားသမျှလူတိုင်းကိုရှာဖွေစစ်ဆေးနေရတွေ့လိုက်ရပါတယ်။ ။ဒါကြောင့်ဂျူလီယက်ကလည်းအပေါ်ရက်ကိုပြန်ပြီးတော့တက်သွားလိုက်ပါလိမ့်။နောက်တစ်ခါမှလည်းအိမ်မြန်ရောက်လာတဲ့ပေါ်ပီလင်ကိုသူ့ရဲ့မိန်းမကကလေးအိတ်သွားချိန်ပြန်ရောက်လာတဲ့အတွက်အလုပ်တွေရှုံ့နေရလားလို့မေးလိုက်ပါလိမ့်။ပေါ်ပီလင်ကလည်းအလုပ်မှာဂျူလီယက်ကစင်းနဲ့သူ့ကိုဘသူ့ဘော်ပို့ပြီးတော့တက်စာရှိလဲဆိုတာစမ်းနေနေနဲ့စင်းကိုဖန်ခိုင်းခဲ့တာလို့ထင်နေရတဲ့အကြောင်းမိန်းမကိုပြောပြလိုက်ပါလိမ့်။အဲဒီနောက်မှာတော့ညသာစားဖို့ပုဂံနေသွားယူရင်ပေါ်ပေလင်ကလည်းသူ့ရဲ့ယောဂဖောက်လာပြီးပုဂံနေကြာခွဲသွားပါလိ။သူ့ရဲ့မိမကလည်းစိတ်ပူသွားပြီးတော့ရေးရရှိအလုစားလုထဲက ဘော်ဘင်လင်ရဲ့လက်တုံနာပိုဆိုးလာတဲ့အတွက်အလုတ်ထွက်ဖို့အတွက်ပြောလိုက်ပါရီဘော်ဘင်လင်ကလည်းရဲအလုတ်ကိုဝါသနာကြီးလွန်းလို့ပရင်းညင်ကိုတပေါ်အောင်လေးကျင်ပြီးမှရားခဲ့တာကြောင့်သူ့အလုတ်ကြောင့်မဟုတ်ဘူးလို့ညာပြောလိုက်ပါရီစင်တုံးယောဂါဟာစိတ်လှုပ်ရှားမှုများလေလေလက်တုံနာပိုဆိုးလေလေဖြစ်တယ်ဆိုတာဘော်ဘင်လင်ကသိထားပေမယ့်အလုတ်ကိုမစွန့်လွတ်နိုင်တဲ့အတွက်ဝေခွေးမရဒရီဟာတွေဖြစ်နေပါတော့ဒီတပတ်မှလည်းရဲစခန်းအချုပ်ခန်းထဲမှာဖမ်းခံထားတဲ့စင်းကလေရဲဝန်ထမ်းတယောက်ကိုကော်ဖီတစ်ခွက်တောင်းတောက်လိုက်ပါရီ ရဲဝင်တန်းတွေကလည်းစင်းမလို့မျိုးအာနာကြီးရဲ့လူတယောက်နဲ့ရဲမှုရဲ့အမိန်ကြားဘာလို့အမှန်မသိတဲ့အတွက်တခြားအဆောင်ရဲရင်တိုင်ပင်ပြီးတော့ကော်ဖီဖြော်ပေးလိုက်ပါရီနောက်တော့စင်းကစကားပြောဆက်ခဏပေးတော့မှထပ်ပြီးတော့ပြောလိုက်ပါရီရဲဝင်တန်းကလည်းသူတို့ကိုနားလေပေးဖို့တောင်းပန်ကဂျူလီယက်နဲ့ပေါ်ဝင်လင်နှစ်ယောက်တည်းကတယောက်ပြန်ရောက်မှပဲတောင်းဆိုဖို့အတွက်ပြောလိုက်ပါရီစင်းကလည်းရဲဝင်တန်းကိုသူအညိုတင်းမထားပါဘူးလို့ဖြေသိမ့်ပေးလိုက်ပါရီစပင်းဌာနအလွာမှာတော့ဝေါ်ကာကပီတာနီကိုစီကညနေ6:00နာရီမှာဂျူလီယက်လာမယ်ဆိုတဲ့စာအုပ်ရထားပြီး ခုနှစ်နှစ်ကျော်အထိရောက်မလာလို့ထိုင်မရထားမရနဲ့စိတ်ပူနေပါလေ။ဒါကြောင့်တကားဖွင့်ပြီးတော့အပြင်မှာတယောက်ရှိလာလမ်းခေါ်ပေမဲ့ဘသူမှမရှိဖြစ်နေပါလေ။အကြောင်းတစ်ခုခုကြောင့်နှစ်စိတ်ကျော်လောက်အခဲနှဲကနေအပြင်မထွက်ပဲနေလာခဲ့တဲ့ဝော့ကလေဂျူလီယက်ကိုစိတ်ပူလွန်လာတဲ့အတွက်အားတင်းပြီးတော့အခန်းပြင်ထွက်ကြည့်ဖို့ကြိုးစားလိုက်ပေမဲ့ခြိတုံချတုံဖြစ်နေချိန်ခြေတံတစ်ခုကြားလိုက်လို့လမ်းခေါ်လိုက်ပါလေ။အဲဒီတော့မှရှာလီရောက်လာခဲ့တဲ့အခါဂျူလီယက်လာမယ်လို့ပြောပြီးတော့မရောက်သေးတာကြောင့်ဂျူလီယက်ကိုတွေ့ရတဲ့သူ့ကိုလာပြောဖို့မှားလိုက်ပါရီ အပေါ်ရက်လွာမှာတော့စားတောက်တန်းမှာထိုင်နေတဲ့လူကက်စီကိုစာပို့အလို့သမားတယောက်ကစာလာပို့နေပါလေလူကက်စ်ကလည်းအဲဒီစာကိုဖတ်ကြည့်တဲ့အခါမှာဂျူလီယက်ကသူ့အကူအညီလိုတဲ့အတွက်သူ့ခန်းကိုလာတွေးဖို့ပေးလိုက်တဲ့စာကိုတွေ့လိုက်ရပါတယ်လူကက်စ်ကလည်းဂျူလီယက်အခန်းကိုအမြန်သွားပြီးတော့ရဲအောင်ချင်းပဲဂျူလီယက်က hard drive ကိုထုတ်ပြလိုက်ပါတယ်အဲဒီနောက်ပြီးတော့မှ hard drive ကိုဘယ်လိုမျိုးဖွင့်ရမလဲဆိုတာကိုကြီးပြေးဖို့ပြောလိုက်ပါတယ် လူကတ်စ်က hard drive ကိုကြည့်ပြီးတော့အာနာရှိရဲ့လူရဲ့ကွန်ပျူတာထဲမှာဖွင့်လို့ရမယ့်အကြောင်းပြောတဲ့အခါဂျူလီယက်ကလည်းသူ့ရဲ့ရဲမှုရာထူးနဲ့ရနိုင်လားလို့မေးလိုက်ပါရီလူကတ်စ်ကလည်းရဲမှုရုံးခန်းကကွန်ပျူတာနဲ့ဆိုရင်ရနိုင်တဲ့အကြောင်းပြောတဲ့အခါမှာဂျူလီယက်ကလည်းသူ့ရဲ့ရုံးခန်းကိုပြန်သွားဖို့မဖြစ်နိုင်တာကြောင့်လူကတ်စ်ကိုတနည်းနည်းနဲ့ရအောင်ဖွင့်ပေးဖို့တက်ပြောလိုက်ပါရီလူကတ်စ်ကလည်း hard drive ထဲမှာဘာတွေရှိလို့လဲသိရှိရင်ဖွင့်ခိုင်းနေရပါလို့လဲဆိုပြီးတော့မေးလိုက်ပါရီ ဂျူလီယက်ကလည်းမြို့တော်ဝင်ကြောင်းရဲရာရှိမန်စ်ရဲ့ဂျော့ချ်တို့ဘာကြောင့်အသက်ခံရသလဲဆိုတဲ့အမှန်တရားရှိနေရာကြောင်းဖော်ထုတ်နိုင်မှုသူကြီးမှရမယ်ဆိုပြီးတော့ရှင်းပြလိုက်ပါတယ်။လူကတ်စ်ကလည်းသူတို့သိထားတာကဂျွန်နဲ့မန်တို့ကယောဂါကြောင့်တရားဖြစ်ပြီးတော့ဂျော့ချ်ကဘာလုပ်လဲလို့မေးလိုက်ပါတယ်။ဂျူလီယက်ကလည်းသူ့မိတ်ဆွေလို့ပြောလိုက်ပေမယ့်လူကတ်စ်ကတော့သဘောပေါက်သွားပြီးသူ့ကို hard drive ဖွင့်နိုင်ဖို့အတွက်ဂျူလီယက်ကအတုံးချနေရပဲလို့ပြန်ပြောလိုက်ပါတယ်။ဂျူလီယက်ကလည်းရှင်းပြဖို့အချိန်မရှိရာကြောင့်ကူညီဖို့ပဲပြောနေပါတယ်။ လူကတ်ကလည်းဥပဒေနဲ့စန့်ကျင်နေတဲ့အတွက်သူလှုပ်ပေးလိုက်လို့တခုခုဖြစ်ခဲ့မယ်ဆိုရင်သူ့မိတယောက်တည်းဒုက္ခရောက်မယ်ကြောင်ပြန်ပြောလိုက်ပါရီဂျူလီယက်ကလည်းဂျော့ချ်ကူညီခြင်းလောင်းလို့မှန်အောင်ခွဲပြီးတော့မှန်နောက်ကကင်မရာနဲ့အာယုံငန်စနစ်တွေကိုပြပြီးတော့စိုင်းလိုတစ်ခုလုံးကိုသူတို့စိတ်တိုင်းကျခြေလေနေကြတဲ့အာနာရှင်ရဲ့ရုံမာမှုတွေကိုဖော်ထုတ်ဖို့သူ့ကိုကူညီပေးပါလို့ထပ်ပြောလိုက်ပါရီလူကတ်ကလည်းသူ့မိကဆေးရုံတက်နေရအောင်သူတယောက်တည်းစောင့်ရှောက်နေရတဲ့အတွက်မကူညီနိုင်ကြောင်ပြန်ပြောလိုက်ပါရီ ဂျူလီယက်ကလည်းအချိန်မရှိတော့တဲ့အတွက်လူကတ်ကိုလည်းအမြန်ထွက်သွားဖို့မှာကသူကိုယ်တိုင်လည်းအိတ်ကိုလွယ်ပြီးတော့အပြင်ထွက်သွားပါတော့ဒီလူကတ်အပြင်ရောက်ပြီးတော့ခဏကြာတဲ့အခါတရားရုံးဌာနကစီးနင်းအဖွဲ့သားတွေကဂျူလီယက်အင်ရှိကနေအော်ဟစ်တကားဖွင့်ခိုင်းနေရကိုတွေ့လိုက်ရတာကြောင့်ကြောက်လန့်ကြောင်နဲ့ပြေးထွက်သွားပါတယ်ဂျူလီယက်ကလည်းအခန်းထဲကနေပြန်ထွက်လာရင်လေကားမှာစစ်စင်းနေတဲ့တရားရုံးဌာနဝန်ထမ်းတွေရှိမှဟန်ပပြက်လမ်းလျှောက်လာပါသည်။စီးနင်းသမားတွေကလည်းဂျူလီယက်ကိုစစ်ဆေးခံမှုပြောတဲ့အခါမှာ ဂျူလီယက်ကလည်းဟန်ကိုဖို့ဆိုသလိုရဲမှုတစိမ့်နဲ့ချင်းချောက်လိုက်ပါရီဒါမဲ့လေစီနေသမားတွေကရဲမှုတစိမ့်ကိုလည်းဂယူးမဆိုင်ပဲနဲ့ရှာဖို့ပဲလုပ်နေရဲ့ချေမျိုးတော်ဝင်ဘာနာရောက်လာပါရီပြီးတော့မှစီနေသမားကိုဂျူလီယက်က "तू နဲ့အတူလာလား"လို့ပြောကရဲမှုလို့လူတယောက်ကိုစစ်ဆေးစရာလားဘာညာဆိုပြီးတော့အောင်းငေါက်လိုက်ပါရီစီနေသမားကလည်းဘာနာကိုပါစစ်ဆေးမယ်လို့တဲ့ခါမှာဘာနာကမျိုးတော်ဝင်ကိုပါမလေးစားလားဆိုပြီးတော့ပြောလိုက်တော့မှသွားခွင့်ပေးလိုက်ပါရီအောက်တဲ့စင်းလာရင်ဘာနာလည်း ဂျူလီယက်ကိုရဲစခန်းကြီးကပါရှာဖွေလုပ်နေတဲ့အတွက်ဘာဖြစ်နေရလဲလို့မေးလိုက်ပါရီဂျူလီယက်ကလည်းတရားရေးဌာနကိုစင်းကနောက်ကွယ်ရကြိုးကင်နေပြီးတော့တရားသူကြီးမဲစိုးကိုပါချင်းချောက်ထားတယ်ဆိုတာသူ့မှာတက်တည်ရှိရဲ့လို့ပြောလိုက်ပါရီဘာနာလေလုံယုံတဲ့နေရာတစ်ခုမှာအေးစေးစေးစကားပြောရမယ်လို့ပြောကဂျူလီယက်ကိုလေတော်လေးကိုခေါ်လာခဲ့ပါရီလေတော်လေးရောက်တဲ့အခါမှာတော့ဘာနာကသူ့ကိုအသေးစိတ်ရှင်းပြဖို့အတွက်ဂျူလီယက်ကိုပြောလိုက်ပါရီဂျူလီယက်ကလည်းတရားသူကြီးမဲစိုးကိုစောင့်ကြည့်ဖို့ဘာနာပြောလို့တွားတွေးခဲ့ပေမယ့်မဲစိုးမှာအာနာရှိတဲ့ပုံမပေါ်ရပြီး တခုခုကိုကြောက်လန့်နေရတွေးရတယ်လို့ပြောလိုက်ပါတယ်။ပြီးတော့မှဆင်းကတရားရဌာနကိုကြိုးကင်ပြီးတော့ဆိုင်းလိုကိုစိုးမိုးချဲလဲနေရလို့ပြောလိုက်ပါတယ်။ဘာနာလဲရဲစခန်းမှာစီးနင်းသူတွေကဘာလာရှာလဲဆိုပြီးတော့မေးတဲ့အခါမှာဂျူလီယက်ကလည်း "तू နားမလဲဘူး"လို့ပြန်ဖြေလိုက်ပါတယ်။ဘာနာလဲဂျူလီယက်ဘာမှမပြောဘဲအချိန်မရှိတော့တာကြောင့်ဂျူလီယက်စီက hard drive ရှိရင်ထုတ်ပေးဖို့အတွက် တိုက်တွန်းလိုက်ပါတယ်။ပြီးတော့မှသူ့ရဲ့စကားမှားသွားမှန်ပြန်တွေးမိပြီးတော့ဂျူလီယက်ဘာမှမပြောတော့ဘဲ hard drive ကိစ္စကို "तू မှားပြီးတော့ပြောမိပြီ"လို့ညှိတွားလိုက်တဲ့အချိန် နောက်မှဆင်းကပြောင်းမိနေကြတဲ့ကထွက်လာခဲ့ပါပြီအဲဒါမှဂျူလီယက်ကလည်းအားလုံးရဲ့နောက်ွယ်ကလမေးရဘာနာဆိုတော့ရိတ်မိပြီးတော့ထွက်ပြေးပြီမေအနောက်မှရောက်နေတဲ့ဆင်းကိုတွေးလိုက်ရပါပြီမလုတာရဲဂျူလီယက်ကလည်းမဲစိုးကြောက်နေတာဆင်းမဟုတ်ဘဲနဲ့ဘာနာဖြစ်နေတာဘို့လို့ပြောတဲ့ခါမှာဘာနာကမကြားတင်အောင်ခဏဆောင်ပြီးတော့ဂျူလီယက်ပြောတာကအပြင်ထွက်ချင်တယ်လို့ပြောလိုက်တာလားဆိုပြီးတော့ပြန်မေးလိုက်ပါပြီဂျူလီယက်ကလည်းအပြင်ထွက်ချင်တယ်လို့ तू မပြောချောင်းညင်းမိမေဆင်းကလည်း तू ကြားလေကြောင်းတက်တေထွက်တယ်လို့ပြောလိုက်ပါပြီ နောက်တော့ဘာနာကဂျူလီယက်ကိုစိုင်းလူအတွက်အန်နီရဲ့အကြီးဆုံးယာဇဝတ်သားလို့ဆွဆွဲလိုက်ပါရီပြီးတော့မှစိုင်းလူတီထောင်ခဲ့သူတွေကအရာအားလုံးကိုစောင့်ကြည့်ပြီးဘယ်သူမှမသိအောင်စိုင်းလူကိုကာကွယ်ပေးဖို့နှိမ့်ဆက်ဆက်တာဝန်လက်ဆင့်ကမ်းခဲ့လို့သူကစောင့်ရှောက်နေရတာဆိုပြီးတော့ဂျူလီယက်ကိုပြောလိုက်ပါရီအဲ့ဒီအချိန်တခြားစီနီသမားတွေလည်းရောက်လာကြပြီးတော့ဂျူလီယက်ကိုဖမ်းဖို့လုပ်ကြပါရီဂျူလီယက်ကလည်းပြောင်းတော်တဲ့ထွက်ပြေးခဲ့ပေမဲ့လူရင်းအများနေရာကြောင့်အဖမ်းခံလိုက်ရပါရီစီနီသူတွေချုပ်ထားတာကိုခံရတဲ့ဂျူလီယက်လည်းလေတော်ထဲမှာပဲ သူငယ်ငယ်ကဖြစ်ပျက်ခဲ့ရာတွေကိုပြန်တွေးမိသွားပါလိမ့်။သူတို့အိမ်ကိုစီးနေသမားတွေဝင်ပြီးတော့သူ့မိရဲ့မှန်မလို့ကိုရိုက်ခွဲပြီးတဲ့နောက်မှာစမ်းတန်ရင်နဲ့တေးသွားပြီလို့ပြောခဲ့တဲ့ယုံလေးကိုလေရောထဲမှာပဲပြန်လို့ပေးခဲ့ရာတွေကိုပြန်တွေးမိသွားခဲ့ပါလိမ့်။ဒါမဲ့သူ့ရဲ့အတွေ့မဆုံးခင်မှာပဲစီးနေသူတွေရဲ့ချုံနောက်မှုမှာမယုံတာတော့ဘင်းနဲ့ပါသွားခဲ့ရပါလိမ့်။ဆိုင်လူရဲ့အောက်ဘက်ဆက်ပြင်အလွာမှာတော့ဝေါ်ရဲ့အခန်းထဲကိုရှာလေရောက်လာပြီးတော့ဂျူလီယက်ကအပြင်ထွက်ဖို့တောင်းဆိုလို့တရားရုံးဌာနကဖမ်းဆီးထားတဲ့တဲ့င်းကိုလာပြီးတော့ပြောနေပါလိမ့်။ဝေါ်ကလေ ဂျူလီယက်သူ့စီလာမယ်လို့ပီတာနီကိုစာပို့ထားတာကြောင့်မပြေနိုင်တဲ့ကြောင်ပြန်ပြီးတော့ပြောတဲ့အခါမှာရှာလီကရဲဝင်နဲ့အကုန်လုံးစီကိုတရားရေးဌာနက message ပို့ပြီးတော့ပြောလိုက်တာလို့ပြန်ပြောလိုက်ပါရီဝော့ကလည်းဂျူလီယက်အပြင်ထွက်ဖို့တောင်းဆိုတာတက်တဲ့ဘသူတွေပါလေလို့မေးတဲ့အခါမှာရှာလီကမျိုးရုံဝင်ဘာနာစင်းနဲ့တရားရေးဌာနစီးနှင်းသူအေဂျင့်တွေဖြစ်တယ်လို့ပြန်ပြောလိုက်ပါရီဝော့ကလည်းဒေါသထွက်သွားပြီးတော့တက်တဲ့ဒီအကုန်လုံးကတယောက်မှအကျဉ်ကောင်းတဲ့လူတွေမဟုတ်ကြောင်းပြန်အော်ပြောလိုက်ပါရီရှာလီရဲသူကြားတာသူပြန်ပြောတာပဲလို့ပြောရင်း စက်ပြင်းခေါင်းဆောင်တော့ကပုံကံမှုဖြစ်တဲ့အထိအချိန်နေနေဆိုးရွားလာနိုင်တယ်လို့ပြောတာဟုတ်လားဆိုပြီးတော့မေးလိုက်ပါရီဘောကလည်းဘာမှမပြောနိုင်မဲဘာဆက်လုပ်ရမလဲလို့စဉ်းစားနေလိုက်ပါရီအပေါ်ရက်လွာမှာတော့စီးနင်းသူအဆောင်နှစ်ယောက်နဲ့တူဘောဘေလင်ကဂျူလီယက်ကိုလက်ထိတ်ခတ်ပြီးတော့ဖမ်းခေါ်လာခဲ့ပါရီလေကားတိုင်းတက်လာရင်ဘောဘေလင်ကဘာလို့အပြင်ထွက်ချင်တာလဲဆိုပြီးတော့ဂျူလီယက်ကိုမေးလိုက်ပါရီဂျူလီယက်ကလည်း "तू မပြောရတဲ့အကြောင်းညင်းတဲ့ခါမှာစင်းက तू နဲ့သူ့ရဲ့အေးဂျင့်တွေအကုန်ကြားတဲ့အကြောင်းပြန်ပြောလိုက်ပါရီ ဘော့ဘိလင်ကလည်းဂျူလီယက်ကိုပရိညင်ရတရားရင်ဆိုင်ရင်ရှောက်လဲချက်ပေးလို့ရတဲ့အကြောင်းပြောတဲ့အခါမှာဂျူလီယက်ကလည်းဒေါသထွက်ပြီးတော့တရားရင်ဆိုင်ရမယ့်ဌာနကိုကလုံးဆက်ခင်းထားတဲ့အကြောင်းအော်ပြောလိုက်ပါရီဇင်းကလည်းဂျူလီယက်ကိုဗဇက်ပိတ်ထားဖို့ပြောကလက်သီးနဲ့ထိုးလိုက်ပါရီဘော့ဘိလင်ကလည်းတန်တရားတရားခံကိုကိုတိလိုက်ရောက်လောက်တာကဥရီနဲ့မညီဘူးဆိုပြီးတော့ဆင်းကိုអော်လိုက်ပါရီဆင်းကတော့ဥပဒေရသူရင်တရီပေးပြီးမှမလိုက်နာလို့ထိုးတာဆိုတဲ့အစီရင်ခံစာရေးဖို့အတွက်ဘော့ဘိလင်ကိုပြန်ပြောလိုက်ပါရီ ဘောဘေလင်ကလည်းဂျူလီယက်နဲ့ဆင်းမလို့ကြားမှာဘာရီဖြစ်နေလဲမသိတာကြောင့်စိတ်တွေရှုပ်ထွေးပြီးတော့ယောဂါဖောက်လာပါ ore အရာကိုတရီထားမိသွားတဲ့ဂျူလီယက်ကလည်းဘောဘေလင်လက်တုံနေရအခွင့်ကောင်းယူပြီးတော့ဘောဘေလင်ကိုတွန်းလဲကဆင်းလက်သေးကသူ့ရဲ့အိတ်ကိုလူယူပြီးတော့လေကားလျံဘောကခုံချထွက်ပြေးသွားလိုက်တဲ့အချိန်မှာပဲဆိုင်လိုစီဇန်1အပီဆိုဒ်8လေးကလည်းပြီးဆုံးသွားခဲ့ပါ रे ခင်ဗျာရုပ်ရှင်ဇာတ်ကားအကောင်းတွေကိုစဉ်ဆက်မပြတ် recap တင်ဆက်ပေးနေမှာမလို့ကျွန်တော်တို့ရဲ့ ZD4U channel လေးကိုလည်း like and subscribe လေးလှူထားပေးထားကြပါအောင်ခင်ဗျာ အားပေးကြတဲ့ပရိသတ်များလေစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြေဆုံးကြပါစေလို့ ZD for you wine တို့သားများကစုမုံကောင်းတောင်းပေးလိုက်ရပါတယ်အဆုံးထိကြည့်ရှုအားပေးကြတဲ့အတွက်အားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ